ိမ်မာဆိုင်မိရင်လူခိုက်တတ်တဲ့ဂမုံမိ၃မျိုးကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။အိမ်မာဆိုင်ရင်လူခိုက်တတ်တဲ့ဂမုံမိ၃မျိုးဂမုံဆိုတဲ့အပေမျိုးနဲ့လေကတော့မြန်မာလူမျိုးတွေအတွက်တိမ်မစိမ့်တဲ့အပေတစ်မျိုးပဲဖြစ်ပါတယ်။ဥရှိတဲ့အပေများစွာကိုဂမုံလို့ခြုံငုံခေါ်ဝေါ်ကြပြီးတော့တချို့ဂမုံမိတွေကအပေကြီးတွေမှာတွက်ကပ်ပေါက်တတ်တဲ့အပေမျိုးဖြစ်ပါတယ်။ရှေးခေတ်ကမြန်မာလူမျိုးတွေကဂမုံမိလေးတွေကိုစီဝါလက်လာပါတိုးတက်ဖို့ရှာရူးအနာတိုးတက်ဖို့ အဲကောင်းဆောင်ကောင်းလာဖို့မိကွင်းဖို့တကောဓမြအနည်းကင်းဖို့ဆိုပြီးဆံဝန်းထဲမှာစိုက်ပျိုးခဲ့ကြသလိုအခုခေတ်မှာတော့အိမ်တွင်းအပင်လေးတွေအဖြစ်ပါစိုက်ပျိုးလာကြပါတယ်။ဒါကပြဿနာမဟုတ်ပေမယ့်ကမုန်းမိနေတဲ့မှာမှအိမ်တွင်းမှာလုံးဝမစိုက်ပျိုးသင့်တဲ့အပင်တွေကလည်းရှိနေပါတယ်။အဲ့ဒီပင်သုံးမျိုးကိုစိုက်ပျိုးရေးဝါသနာရှင်တွေသတိထားစီစဉ်နိုင်အောင်လို့ဖော်ပြပေးလိုက်ပါရရှင်။ဂျင်းစင်ဆွဲကမုန်း ။စေဆွဲကမုန်းကတော့ရေကြီးကနေတပင်ချင်းပေါက်တဲ့အပင်မျိုးဖြစ်ပါတယ်။ဓာတ်နှလုံးအသီးနဲ့အပင်ချင်းတူပါတယ်။စေဆွဲကမုန်းကစိုက်ပျိုးသူကိုစီဝါလက်လာပါဖြစ်စေတဲ့ကမုန်းမျိုးမဟုတ်ပေ။အမျိုးသားတွေဒီပင်ကိုကြောက်ပြတ်မိပါကဥကြချင်းကိုဖြစ်စေတတ်တယ်ဆိုပြီးတချို့ကလည်းပြောကြပါတယ်။ဒါအပြင်ငရဲ့ငကွင်းနဲ့စေဆွဲတတောင်းရောချက်ပါကဒူလာသွေးဝမ်းပြတ်တတ်တယ်လို့လည်းပြောကြပါတယ်။စေဆွဲကမုန်းစိုက်ပျိုးပြီးစီဝါတက်လာပါက ကျူးနဲ့တူအကြောင်းမရှိပဲရန်လိုခြင်းမိသားစုအတွင်းပြဒနာမျိုးမျိုးဖြစ်ရခြင်းမှုကင်းတစ်ခုခုဖြစ်တတ်ခြင်းဘေးရန်များခြင်းစရိတ်စိတ်သောကမျိုးစုံဖြစ်ပွားတတ်တဲ့ကမုန်းမိမယ်ဖြစ်ပါလိမ့်။ဒါကြောင့်ကမုန်းဆိုင်ပြိုးသူတွေအနေနဲ့စီဆွဲကမုန်းကိုတော့အထူးရှောက်ခြင်းစီစဉ်ပါလိမ့်။နေစင်ကမုန်းစင်ကမုန်းရဲ့အရွက်ကကုံရွက်နဲ့ပုံစံတူပြီးတော့အရွက်တူပြီးအစိမ်းရံကိုအဝါဖောက်ထားတဲ့ပုံစံမျိုးပါ။ဒီကမုန်းမိကိုစိုက်မယ်ဆိုရင်တော့ စီဝါလက်လာပါတွေတိုးတက်စေတာမှန်မင်မင်းမိသားစုတွေကတယောက်ယောက်ကိုကျမ်းမာရေးချုံရင်းစေပါတယ်စကမုံဆိုင်ပြောသူကိုးစင်ရှာခိုင်တော့ကကျမ်းမာရေးအနေနဲ့ကြုံရတတ်တယ်ဆိုပြီးလိလာတွေ့ရှိသူတွေကဖော်ပြထားပါတယ်ဒါကြောင့်စကမုံကအိမ်တွင်းမှာစိုက်ပျိုးဖို့လုံးဝမသိတော့တဲ့ကမုံပိနေတဲ့မှာတကုတ်ပါဝင်ပဲဖြစ်ပါတယ်။၃ကုမောက်ကြကမုံကုမောက်ကြကမုံကတော့အရွက်ရှိပြီး ဘေးနားတွေကလှိုင်းတုန်နေတဲ့အရွက်ပုံစံမျိုးလေးပါဒီကမောင်းကတော့ညာဘက်တွေမှာဖူးနဲ့ထွက်ပြီးအဖြူရောင်အပွင့်လေးတွေပွင့်ထွက်ပါတယ်ကြာဝင်းနေလို့အတက်မများပေမဲ့ကြာဝင်းနေပုံစံတူတာကြောင့်ကုမုတ်ကြာကမောင်းလို့ခေါ်ကြတာဖြစ်ပါတယ်ကုမုတ်ကြာကမောင်းကစီဝါလက်လာပါတယ်ဖြစ်စေတော့လေမိသားစုတွင်ပဏိပကမကြာခဏဖြစ်ပွားကြပါတယ်သူရေသနာလူသူတွေကကုမုတ်ကြာကမောင်းကိုစိုက်ပျိုးလင်းလာခဲ့ရာမိသားစုတွင်ပြဒနာမျိုးစုံကြုံတွေ့ရတယ်လို့ဆိုပါတယ် ကုမောကြာကမောင်းကိုနှုတ်ပြီးစွန့်မြေခဲ့ချိန်မှာတော့မိသားစုတော်ကတွေငြင်းရင်သွားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်တင့်အိမ်တွင်မှာကုမောကြာကမောင်းကိုမဆိုင်ပြို့ဖို့အကြံပြုလိုက်ရှင်ကဒီကနေ့မှတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။နားဆရာပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။